ပြင်သက်တို့ရေဒီနေ့တော့ကျွန်တော်တို့အားလုံးအတွက်လေစာသွေးယူဆရာကောင်းနဲ့မင်းလေးတယောက်အကြောင်းပြောပြပေးချင်ပါတယ်သူနာမည်ကမာလာလာယူဆဆိုင်ပါကမ္ဘာသမိုင်းမှာနိုဘယ်ငင်းချမ်းရေးဆုကိုအသက်ငယ်ဆုံးနဲ့ရရှိခဲ့တဲ့သူပါဒီဆုကိုဘယ်လိုရခဲ့လဲဘယ်လိုအခက်အခဲတွေရင်ဆိုင်ခဲ့ရလဲဆိုတာကျွန်တော်တို့ပြည်လာကြည့်ကြအောင်မာလာလာယူဆဆိုင်အကြောင်းကိုပြောခင်မှာကျွန်တော်ရဲ့ YouTube Channel ကို Subscribe လို့ရသည်ရင်လှူထားဖို့အကောင်းဆုံးပါတယ်မာလာလာကို1996ခုနှစ်မှာ ပါကစ္စတန်နိုင်ငံမင်ဂိုရာမြို့မှာမွေးဖွားခဲ့ပါတယ်ဝါရှင်တန်ရောက်တဲ့မှာတူဦးတေတော်မင်္ဂလိပါဖခင်ပြည်သူကပါကစ္စတန်လူမျိုးအင်္ဂလိပ်စာဆရာတူဦးပိပိမင်ဂိုရာမြို့ကအစိုးရကျောင်းတွေကိုစီမံအုပ်ချုပ်ရတဲ့သူပါသူပါခင်ရဲ့တင်ပြပေးမှုကြောင့်မန္တလာဟာငင်းစင်ကလေးကအင်္ဂလိပ်စာကို ကောင်းကောင်းရေးသားဖတ်တတ်ပါတယ်။သူဟာလဲကျုံကိုအရန်ချစ်ပြီးစာတင်ရတော့ကိုပြောချင်ခဲ့တဲ့ကလေးမလေးတယောက်ပါ။သူ့ဘဝရဲ့အလားဆုံးအစိပိုင်းကပညာရေးပါပဲ။ဒါပေမဲ့မကြကြီးမှန်ပဲမင်ဂိုရာမျိုးလေးဟာပါကစ္စတန်ဆိုရရဲ့အုပ်ချုပ်မှုအောက်မှာမရှိတော့ပဲသူတို့မျိုးကိုတလီဘန်ဆွေရောက်ဖွဲ့ရင်းဝင်ရောက်လာပြီးအုပ်ချုပ်ခဲ့ပါတယ်။တလီဘန်တွေဟာသူတို့ရဲ့တင်းကျပ်မှုနဲ့ဘာသာရေးသုံးစံတွေရမင်ဂိုရာမျိုးကမြို့သမီးတွေမိန်းကလေးတွေပေါ်ဖြစ်နေမှုတွေစတင်ခဲ့ပါတယ်။မိန်းကလေးတွေကြောင့်မတရားဘူးဆိုတဲ့စီကံချက်တွေ ထုတ်ပြန်ခဲ့ပါတယ်ဒါအပြင်တလီဘန်တွေရဲ့အမစ်ကိုမလိုက်နာတဲ့သူတွေဟာအသက်အန္တရာယ်ချင်းကြောက်ခံရပါတယ်မင်းလေးတွေအလုံးရဲ့အိမ်မက်တွေပဲစီးခဲ့ရချိန်မှာမာလာလာကတော့လက်မခံခဲ့ပါဘူးသူမရဲ့အသွေးထဲမှာအင်ညာရေးဆိုတာအခြေခံလူခွင့်ရေးတစ်ခုဖြစ်တဲ့ဆိုတာကို ယုံကြည်နေဖြစ်ပါတယ်သူက BBC ရဲ့ဘလော့တစ်ခုမှာကိုမခိုင်ဆိုတဲ့ကလောင်နာမည်နဲ့တလီဘန်တို့ရဲ့ရစက်မှုတွေမိန်းကလေးတွေပြင်ကတင်ကြကွင်းဇုံကျုံရတာတွေအကြောင်းအင်္ဂလိပ်ဘာသာနဲ့လူဝိုင်းရေးသားခဲ့ပါတယ်ဒီလိုရေးသားတာဟာအရန်ကိုအန္တရာယ်များတဲ့လူရဲ့ဖြစ်ပေမဲ့မလာလာကတော့မကြောက်ခဲ့ပါဘူးနောက်ပိုင်းမှာသူမဟာတလီဘန်တွေကိုမကြောက်မရွံ့ပဲကိုမခိုင်ဆိုတဲ့ကလောင်နာမည်အစားသူမရဲ့နာမည်အရင်ဖြစ်တဲ့မလာလာကိုပဲ အသုံးပြုပြီးဆက်လက်ရေးသားခဲ့ပါတယ်ဒီလိုရေးသားခဲ့တဲ့အတွက်တလီဘန်တို့ရဲ့အကြမ်းဖက်မှုတွေကိုတိုက်ဖြတ်ဖို့လက်နက်တစ်ခုပြလာခဲ့ပါတယ်မာလာလာရဲ့ရရင်တဲ့လုံရက်တွေဟာကမ္ဘာအမီရီယာတွေရဲ့စီးဝင်စမ်းမှုကိုရချိလာပါတယ်အင်္ဂလန်နိုင်ငံက BBC တရင်တော်တယောက်ဟာမင်ဂိုရာမျိုးကိုလာပြီးမလာလာနဲ့အင်တာဗျူးခဲ့ပါတယ်ဒီအင်တာဗျူးတွေကိုဗီဒီယိုရိုက်ခဲ့ပြီးကဘာကလူဖအများဆုံးဖြစ်တဲ့နယူးယောက်ထိုင်းသတင်းစာမှာလည်းအင်တာဗျူးမှာပါတဲ့အကြောင်းအရာတွေကိုရေးသားဖော်ပြခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အင်တာဗျူးဗီဒီယိုတွေကို BBC ရဲ့ရုပ်သံအစီအစဉ်မှာထုတ်လွှင့်ပြသလိုက်ပါတယ် ဒီအစီအစဉ်ကြောင့်တလီဘန်စုံရော်တွေရဲ့ရက်စက်ကြမ်းကြုတ်ပုံတွေပါကစ္စတန်ကအမျိုးသမီးတွေငွေတင်ကြွေးမြားပဲဖိနစ်ခံနေရတဲ့ပုံတွေဟာ ကဘာသူဝန်လုံးကိုပြန်နှံတော့ခဲ့ပါတယ်မန္တလာရဲ့ရရင်တဲ့အတန်းဟာအင်တာနက်၊ကျုပ်တန်း၊ဒေသစာတွေကနေတစင်းကဘာသူကွင်းကိုပဲ့တင်ထပ်တော့ခဲ့ပါတယ်ဒူမရဲ့ဇုံရမှုတွေကြောင့်တောင်အာဖရိကကနေ International Children Peace Prize ကိုချီးမွမ်းခံခဲ့ရပါတယ်မန္တလာနာမည်ကောင်းရလာလေလေတလီဘန်တွေနာမည်ဆိုးရလာလေလေဖြစ်ပြီးတလီဘန်အဖွဲ့ဟာမန္တလာပေါ်အရန်စိတ်ဆိုးခဲ့ကြပါတယ်ဒါကြောင့်မန္တလာကို Internet Blog ဆက်မြည်ဖို့စရင်ရင်တပ်ပြမယ်လို့တရားချင်းချောက်ခဲ့ပါတယ် 2012ခုနှစ်အော်တိုဘာလ9ရက်နေ့မှာအကြောက်ဆုံးဝင်ရဖြစ်လာခဲ့ပါတယ်။မာလာဟာကျောင်းကပြန်ကျောင်းကပေါ်မှာသူတို့ငယ်ချင်းမျိုးနဲ့တူထိုင်နေတုန်းတလီဘန်ဖွင့်ရတက်ကိုက်ချင်းကိုခံခဲ့ရပါတယ်။လူယုံမာတယောက်ဟာကျောင်းကပေါ်တက်လာပြီးမာလာကဘီလူလဲလို့မိခဲ့ပါတယ်။သူမကိုမမမိနိုင်တဲ့တငယ်ချင်းတွေကအော်အော်သုံးလုံးစွာနဲ့မာလာကိုကြိလိုက်ချင်မှာပဲ။ပြီးမှဟာချင်းချင်းလင်းလင်းပြီးတော့ခဲ့ပါတယ်။အဲ့ဒီလိုအောင်မာလာရဲ့ဥကောင်းကိုတနက်နဲ့တုံချက်ပြစ်လိုက်ပါတယ်။ပထမပြစ်လိုက်တဲ့ဂျီဆန်ဟာမန္လာရဲ့ဥကောင်း ဘယ်ဖက်နှစ်ထင်းကိုထိမှန်ပြီးမျက်နှာတစ်ဖက်ချမ်းကိုဖောက်ထွက်ကညာဘက်ပကုန်းသက်ကိုစိုက်ဝင်သွားခဲ့ပါတယ်။တဏ္ဍာန်ရာကြောင့်မန္တလာဟာသူ့ဘေးမှာထန်နေတဲ့တငယ်ချင်းရဲ့ပုံပေါ်ကိုမျက်နှာမောလဲခုံဆိုင်ကြတော့ခဲ့ပါတယ်။ဒါကြောင့်တော့ထက်ပြလိုက်တဲ့ဂျေဆန်တော့ဟာမန္တလာကိုမသိဘဲဘေးမှာထန်နေတဲ့တငယ်ချင်းနှစ်ယောက်ကိုထိသွားခဲ့ပါတယ်။ဒီကတငယ်ချင်းနှစ်ယောက်ဟာအတက်အန္တရာယ်မစိုးရင်ရပ်ပေမဲ့မန္တလာကတော့သူ့အိမ်တွင်နဲ့ညီမျောနေခဲ့ပါတယ်။ချက်ချင်းပဲပတ်ချဝါမျိုးကစစ်စီယုံကိုအရေးပေါ်ချွေပြောင်းကိုတားခဲ့ရပါတယ်။ ဒါပေမဲ့အစီအစဉ်တွေကစိုးရင်ရတဲ့အစီအမံရှိနေတာကြောင့်ပါကစ္စတန်ဆိုရရဲ့အစီအစဉ်နဲ့ပဲကုသမှုအကောင်းဆုံးရနိုင်ဖို့အတွက်ပြည်ထောင်နိုင်ငံဘမင်ကန်မြို့က Queen Elizabeth စီယုံကိုထပ်မံချွေပြောင်းခဲ့ရပါတယ်။စီယုံမှာချောလကြာကုသမှုခံယူပြီးဥကောင်းဂွန်မွန်ဆန်တို့အစားထိုးကွယ်ဆင်းမှုတွေပြုလုပ်ခဲ့ရပါတယ်။ဒီမရဲ့ခနာကိုဟာထိတိုက်ခဲ့ပြီးမဲ့ဒီမရဲ့စေတကတော့ပုံမိုခိုင်မာလာခဲ့ပါတယ်။စီယုံကစဉ်ပြီးတာနဲ့ညာရဲ့လိုချမှုကိုပုံမိုအကောင်းလာအောင်ဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။ဘလို့ချီချောင်းမှုမျိုးကမှ ူမရဲ့ဇနကိုရက်တန်းနိုင်မှာမဟုတ်ဘူးဆိုတာကိုကဘာကတည်ရှိခဲ့ပါတယ်။မလလာဟာသူမရဲ့ကစားချက်နဲ့ယူမန်ချက်တွေကိုကဘာအကောင်းဆုံးနဲ့ကဘာကိုလာသမကအစည်းအဝေးတွေမှာရင်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 ပြောကြားခဲ့ပါတယ်။သူမတို့ဟာကလေးတယောက်၊ဇနတယောက်၊စောက်တော့ဘောပင်တစ်ချောင်းနဲ့ပဲကဘာကြီးကိုပြောင်းလဲနိုင်ပါတယ်လို့သူမပြောခဲ့ပါတယ်။သူမဟာမလလာဖော်ဒေးချင်းကိုတည်ထောင်ပြီးကဘာတဝန်းကမိန်းကလေးတွေညီညာရဲ့အခွင့်အရေးရရှိဖို့အတွက်ရန်ပုံငွေတွေ ခြာပွေပေးခဲ့ပါတယ်အကြံဖတ်မှုရဲ့တားကောင်ပေးခဲ့တဲ့မိင်္ဂလိတယောက်ဟာကမ္ဘာငင်းချမ်းရဲ့အတွက်အတုမကြီးတဲ့စံပြပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်2014ခုနှစ်မှာတော့မရလာဟာလူပဲငင်းချမ်းရဲ့စုကိုအသက်16နှစ်အရွယ်နဲ့ရရှိခဲ့ပါတယ်ဒီစုကိုအိန္ဒိယနိုင်ငံသားဂလိတငယ်အခွင့်အရေးလှူချသူကလစ်ဆာယဒီနဲ့ဘူတွေရရှိခဲ့တာပါဒါသူရဲ့မစောတော်စဲလုံးကတတိနဲ့ပညာရေးပေါ်တက်ကြည့်တဲ့မေတ္တာတွေရရလဲပါပဲသူမဟာ ်ရင်ရတင်ကြခွင့်ကိုမဆုံးချုံရဖို့အတွက်အတန်းနဲ့ရင်းမိတပ်ပွဲဝင်ခဲ့တဲ့ဒွေကောင်တူပါပဲမန္တလာဟာကျွန်တော်တို့လူငယ်တွေအားလုံးအတွက်အတူယူစရာလူတယောက်ဖြစ်ပါတယ်ကိုရဲ့အခွင့်အရေးအတွက်ရဲရဲရင်ရင်ရည်တည်ဖို့ကိုရဲ့အိမ်မက်အတွက် မဆုံးမနစ်ကြိုးစားဖို့ဆိုတဲ့တင်ခန်းစာတွေကိုဒုမစီကနေရနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့အားလုံးကကိုပိုင်အိမ်မက်တွေကိုရဲရဲဝုန်းဝုန်းမပိမန္တလာလိုပဲအခက်ခဲတွေကိုရင်ဆိုင်ကြောပြန်းရင် ဘဝကိုကျေးဇက်တော်ကြအောင်လို့တိုက်တွန်းရင်ကျွန်တော်ရဲ့ဗီဒီယိုကိုဒီမှာပဲညီကုံချိုးလိုက်ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုလိုက်ရန်ချင်းလေးလုပ်ခဲ့ဖို့တောင်းဆိုပါတယ်နောက်ပါရင်များဆက်ကြည့်ချင်တာရှိလဲချင်းရင်ကိုမဲ့မှာမှန်ခဲ့ဖို့ပြခေါ်ပါတယ် one child one teacher one book and one pen can change the world